ခဏခဏမေးကြတဲ့မေးခွန်းကိုကျွန်တော်ပြပြပေးမယ်။တရှိနိုင်ငံသားမှာရောက်နေတဲ့ညီငယ်ညီမငယ်တွေလောကမဲ့ဥစ္စာ၃မျိုးရှိတယ်။တစ်မျိုးကတော့လက်ရှိလုပ်နေတဲ့နိုင်ငံမှာအခွင့်အရေးငွေကြေးအချိန်နော်အခွင့်အရေးရဲ့ငွေကြေးရဲ့အချိန်မေဟာတာမလဲ။အဲ့တာမဲ့အလုပ်တစ်ခုကိုပြောင်းနိုင်အောင်ကြိုးစားပါတရှိလုံးနေတဲ့နိုင်ငံမှာနော်ကိုယ်နိုင်ငံမှာဒီထက်ပို့ပြီးအခွင့်အရေးရမယ်လို့ရှိလိမ့်မယ်ဒီထက်ပို့ပြီးငွေကြေး ရမယ်အလုပ်ရှိနေမယ်ဒီချက်ပို့ပြီးတော့အချိန်ပိုတာမယ်အလုပ်ရှိနေမယ်အဲ့တခုကိုပြောင်းဖို့အတွက်ဘာရည်ချင်းလို့လဲအဲ့ရည်ချင်းကိုရှာပါဘာသာစကားဖြစ်ရင်ဖြစ်နေမယ်ဒါမှမဟုတ်ရှင်တွင်းကျင်မှုပညာတစ်ခုဖြစ်နေဖြစ်နေဥပမာကိုကလက်ရှိစက်ရုံမှာလုပ်နေတယ်ဒီချက်ပိုကောင်းတဲ့ဘားတို့ဘားတို့မှာသွားပြီးတော့ဘစ်စထရိုတို့ဘားတို့မှာသွားပြီးတော့မှာကိုကအလုပ်လုပ်ရှင်နေဆိုလို့ရှင်ဘာတွင်းကျင်မှုလို့လဲဥပမာကိုကဆူရှီလေးတဲ့ဆိုင်ကိုသွားပြီးလုပ်ရှင်နေဆူရှီလေးတက်ပြီလားဒါမှမဟုတ်ရှင်ကွာစီးတီးမှာသွားပြီးရောမှာ shopping mall လေးတွေမှာသွားပြီးရောမှာ cashier ကွာလုပ်ရှင်တယ်ဒီ cashier နဲ့ပတ်သက်တဲ့ဥစ္စာကွာကျွမ်းကျင်မိတာ ဲ့လိုတဲ့ပညာကိုကအချိန်ရတဲ့အချိန်မှာကိုကလေ့လာမှာပိတ်ရမှာကိုကရအောင်လေ့လာမှာလေ့လာပြီးတော့မှပိုကောင်းမဲ့နေရာကိုရှိပါအချိန်ငွေကြေးအခွင့်အရေးပိုသားမဲ့နေရာတခုကိုကိုကရှိဖို့ကြိုးစားပါဒါပထမတစ်ချက်ဒုတိယတစ်ချက်ကကြတော့အယောင်းနဲ့ marketing ကိုလေ့လာမယ်အခုအများအားပြောသလိုမျိုးအယောင်းနဲ့ marketing ဆိုတာကတိကိုတိရမယ့်ပညာဖြစ်နေပြီတိကိုတိရမယ့်ပညာဘသူမှသူများနိုင်ငံမှာလာပြီးတော့အပြော်တော့နေရာမရှိဘူးအကောလုံးကငွေလာပြီးတော့ရှာကြတယ်ကိုမိသားစုအတွက်ကိုရှေ့ရေးအတွက်အစသဖြင့်အများကြီးပဲလာပြီးတော့ငွေရှာကြတယ် လာရှာပြီးတော့ချိန်တယ်လို့ရှိရင်ကိုယ်နိုင်ငံကိုပြန်ရမှာကိုယ်နိုင်ငံကိုပြန်ပြီးတော့မှစီးပွားရေးလုပ်ငန်းတွေလုပ်မယ်ကိုယ်ပိုင်လုပ်ငန်းတွေလည်းဖြစ်နေလည်းဖြစ်မယ်ဒီမင်းကြတစ်ခုရှိနေမယ်ရင်းနှီးမြှုပ်နှံမှုတစ်ခုလည်းဖြစ်နေဖြစ်နေမယ်ဟိုဘာပဲလုပ်လုပ်ဒီအယောင်းတဲ့ marketing ဟာကျွမ်းကျင်ထားဖို့လိုတယ်သိထားဖို့လိုတယ်ဒါကိုသိထားမှဒီငွေကိုဘယ်လိုထပ်ပြီးတော့ပွားအောင်လုပ်မလဲဘယ်လိုထပ်ပြီးတော့မှရေရှည်မှာကိုယ်ကခိုင်မာတဲ့လုပ်ငန်းတစ်ခုတိစောက်မလဲဆိုတာကိုကိုယ်ကလုပ်လို့ရမှာသိလို့သိမှာလုပ်ငန်းအခုပြောလို့လုပ်ငန်းငယ်နဲ့လုပ်ငန်းလက်ကနေစမယ်ဆိုလို့ရှိရင်အယောင်းတဲ့ marketing ကအရင်ရေးကြည့်ချင်ပိုင်မှုလိုတယ် အဲ့အကြောင်းနဲ့ marketing ပိုင်ပြီဆိုတော့မှကျန်တဲ့လုပ်ငန်းကြီးဆက်ပြီးတော့ချက်မယ်ဆိုလို့ရှိရင်လိုအပ်တဲ့ဥစ္စာတွေဆက်ပြီးလေ့လာပါလို့ရတယ်အရင်ဆုံးအကြောင်းနဲ့ marketing ကိုကျွမ်းကျင်မှုလိုတယ်နောက်ဆုံးတတိယအချက်ကတော့ social media ကို လေ့လာပါ social media ကိုအသုံးချပါအခု2025ကုန်လို့2026ထဲကိုရောက်တော့မယ် social media ကိုတေချာအသုံးချတတ်ဖို့လိုနေပြီအခုပြည်ပကိုရောက်နေတဲ့သူတွေကအများကြီးပြည်တွင်းရတယ်လို့ထဲအခွင့်အရေးအများကြီးပို့တာတယ်ဘာတွေအခွင့်အရေးတာလဲဆိုလို့ရှိရင်ရှင်းလင်းမြင်တာတဲ့အချက်ကိုပြောရင် line ပိုကောင်းတယ် VPN သုံးရမလို့ Facebook ဆိုလို့ရှိရင်အဲ့တော့တခြားအခွင့်အလမ်းတွေလည်းအများကြီးပဲရှိတယ်ပြည်ပမှာရှိတဲ့လူကဥပမာ Facebook ဆိုလို့ရှိရင် content monetization တရားဝင်ရတယ်ပြည်ပမှာဆိုလို့ရှိရင်ဘာမှအစ်စ်နေအများကြီးကြော်စရာခွာစရာမလို့ Facebook ဆိုလို့ရှိရင်လည်း TikTok ဆိုလို့ရှိရင်လည်းအဲ့လိုပဲတခြားရပိုင်ခွင့်တွေအများကြီးပဲရှိတယ်ပြည်ပမှာဆိုလို့ရှိရင်အလားအလာအများကြီးပဲရှိရပါတော့အဲ့တော့ဟိုထိုင်းမှာဆိုလို့ရှိရင် TikTok Shop လုံးလို့ရတဲ့မျိုးတွေရှိတယ်တခြားနေရာတွေမှာဆိုလို့ရှိရင်လည်းအများကြီးပဲဂျပန်ဆိုလို့ရှိရင်တရံဝင် ငွေရှာလို့ရတဲ့အကောင့်တွေဖွင့်လို့ရတယ်ဒါမျိုးရှိရပါတော့တချို့နိုင်ငံတွေဆိုလို့ရှိရင် live နဲ့နဲ့ပတ်ဆိုင်ရတဲ့မျိုးတွေရှိတယ်ဆိုတော့ဒီ social media ကိုကိုကတေချာလေ့လာရမယ်အသုံးချရမယ်အကောင့်ဆုံးကတော့ personal branding တစ်ခုကိုကိုကစောက်တက်အောင်ကြိုးစားရမယ်ရှေ့ရအဖီဒီယိုတွေမှာကျွန်တော်အများကြီးပြောလို့ပဲ personal branding တစ်ခုကောင်းလို့ရှိရင်အများကြီးလှူစားလို့ရတယ်ကိုယ်မနိုင်ငံကိုပြန်တဲ့ခါကျလို့ရှိရင်အဲ့ဒီ branding ကောင်းလို့ရှိရင်ကိုယ့်ရဲ့ follower ကိုငွေကြေးဖြစ်ပြောင်းလို့ရတယ် အခုတည်းကကြိုပြီးတော့တိဆောက်ထားလို့ရတဲ့ဥစ္စာကိုပြောတာနော်မြန်မာနိုင်ငံကိုပြန်တော့မှချက်ချင်းအကောင့်ဖွင့်ပြီး personal branding စောက်စရာမလိုဘူးအခုတည်းကဆိုရှယ်မီဒီယာကိုကြိုပြီးတော့အသုံးချထားလို့ရတယ်ပို့ပြီးတော့လည်းအခွင့်အရေးအများကြီးပို့ပြီးတော့တာတယ်ဒီပတ်မှာဖြစ်နေတဲ့အတွက်အခွင့်အရေးအများကြီးပို့ပြီးတော့တာပါလေအလားအလာအများကြီးပို့ပြီးတော့ရှိပါတယ်အဲ့တော့ဒါကိုလည်းတေချာအသုံးချတတ်တယ်လို့ပါတယ်ခုနကျွန်တော်ပြောတဲ့၃ချက်ကိုတေချာအသုံးချထားမယ်ဆိုလို့ရှိရင်ကိုကကိုတတ်မှတ်ထားတဲ့ငွေကြေး amount တစ်ခုရလို့မြန်မာနိုင်ငံကိုပြန်တဲ့ခါကျလို့ရှိရင် ကိုစီမှာအရေးရှင်ပြည့်ဝနေပါလိမ့်မယ်ပထမတစ်ချက်ကတော့ကိုတတ်မှတ်ထားတဲ့ငွေကြေးအမောင်မမြန်ပြည့်ဖို့အတွက်ကြိုးစားနေတာပါပြည်ပမှာအခွင့်အရေးပို့ရအောင်ပြည်ပမှာငွေကြေးပို့ရအောင်ပြည်ပမှာအချိန်ပို့ရအောင်ဘာလို့လဲဆိုတော့ငွေကြေးပို့ရလို့ရှိရင်လည်းကိုတတ်မှတ်တဲ့အမောင်ကိုမမြန်ပြည့်နိုင်တယ်အချိန်ပို့ရလို့ရှိရင်လည်းကိုပညာကိုပို့ပြီးတော့မိလာနိုင်တယ်အခွင့်အရေးပို့ရလို့ရှိရင်လည်းဒီလိုပဲကိုယ့်ဘက်ကောင်းတဲ့အခွင့်အရေးတွေရလာမှာဖြစ်တဲ့အတွက်ဒီချက်ပို့ပြီးတော့တားတဲ့နေရာကိုရွှေ့နိုင်တယ်ပို့ပြီးတော့ကောင်းတဲ့ရှားပေါက်ရလန်းတွေပို့ပြီးတော့များလာနိုင်တယ် တော်တော်များရှိတယ်ဗျာ။အဲ့ဒါကြောင့်မလို့ပထမတစ်ခုအရင်လုပ်ပြီးတော့မှ channel ဥစ္စာကိုဆက်ပြီးတော့လေ့လာပါ။ဖြစ်နိုင်ရင်တော့ဒီသုံးခုစလုံးကိုတစ်ခါတည်းစူးစမ်းကြည့်ခြင်းနဲ့ပေါ့နော်။ဒါပေမဲ့ထုံးစံတိုင်းကြိပမှလုပ်တာဖြစ်တဲ့အတွက်အလုပ်ရှင်တွေကရမ်းများလိမ့်မယ်။အလုပ်ရှင်တွေကများကြတဲ့အတွက်ရတဲ့အချိန်လေးကိုညှစ်ပြီးတော့စူးစမ်းမှဖြစ်လို့တက်နိုင်တဲ့လောက်တော့ရတဲ့လောက်တော့စူးစမ်းပေါ့နော်။မင်းများအောင်မြင်ပါစေ။အများဆုံးပဲကိုယ့်ရဲ့ရည်မှန်းချက်တွေပြည့်စုံပါစေ။ဒီကြောင့်နဲ့လည်းအများဆုံးစုံကြပါစေ။ Bye bye.